်မာပြီးအရေးကိုတုံ့ပြန်တဲ့အခါမှာဘယ်နိုင်ငံမှာတော့တိတိကျကျနဲ့လုတ်တင်လုတ်ထိုက်တာလုံနေရတော့ကျွန်မမမြင်ဘူး။ဒါကြောင့်လေ၄နှစ်တာအထိမြန်မာနိုင်ငံကယနေ့အချိန်အထိကိုပြည်သူတွေကယနေ့အချိန်ထိတက်ဖြတ်ခံနေရဆဲစစ်တပ်တီကြီးထွားပြီးတော့မရိုင်းနေဆဲဖြစ်တယ်ပေါ့နော်။ငယ်ငယ်ရဲ့တစ်ခုနဲ့တစ်ခု ပေးထားချက်တွေမတူကြအောင်ပြီးတော့သူတို့ရဲ့လက်ရှိအနေအထားတွေမတူတော့မြင်ရတယ်ပေါ့နော်ဥပမာ EU တို့ဘာလို့ဆိုရင်ဒါသူတို့မှာအာဘောင်းဒီအလုံးတပြင်းကြီးသတ်မှတ်ထားတဲ့ currency တို့သတ်မလာပြီးသဘောတူညီချက်တို့အဲ parliament တို့ဒါမျိုးတွေရှိရဲ့ကျွန်တော်တို့ဒီအာရှတော်တော်လေးကို꽌ပြဆုံနေတယ်ပေါ့နော်နိုင်ငံစနစ်တွေကြီးမယ်ဆိုရင်လည်းတပြင်းကြီးမဟုတ်နိုင်ဘူးပြောရမယ်ဆိုကျွန်တော်တို့ရင်ဆိုင်ရတာတော့အာရှနိုင်ငံတော်တော်များများမှာအဲဒီလိုမျိုးကိုယ်အင်ဂျင်နိုင်ငံ ကြုံရပြီဆိုဘလို့ဝင်ပြီးတော့ဆွတ်ဖက်တင်လဲဘလို့ချင်းကပ်ပြီးတော့တုံ့ပြန်တင်လဲဆိုတော့မလုပ်ရရနံပါတ်1ကသူတို့မှလည်းပြဿနာပေါင်းများဆိုတာကြုံနေရတယ်အဲ့ပြဿနာတွေသူတို့ကိုယ်တိုင်ဖြေရှင်းမဖြေရှင်းနိုင်သေးတဲ့အချိန်မှာသူများနိုင်ငံဝင်ဆရာလုပ်ဖို့သူများနိုင်ငံဝင်ဆက်ဖက်ဖို့ဆိုတဲ့ဟာကိုသူတို့အတော်လေးကိုတုံ့ဆုံကြတော့မြင်ရတယ်ဗျဒါကတော့ဒါသုံးသက်ကြည့်ရပါတော့ဘာကြောင့်ဆိုရဲမေးကိုကျွန်တော်အများရဲမေးဖြစ်တာဟိုဘာကြောင့်မလုပ်တာလဲပေါ့သို့တော့ကျွန်တော်လက်ရှိအနေအထားကိုကြည့်မယ်ဆိုရင်တာဝန်ရှိမှုနဲ့လုံနိုင်စွမ်းအား အဲပြီးရင်လွှမ်းမိုးနိုင်စွမ်းအားနဲ့ကြည့်မယ်ဆိုရင်ဘယ်နိုင်ငံကဘလိုနိုင်ငံကြီးစနစ်နဲ့လက်ရှိစစ်အုပ်စုအပေါ်မှာအာဖိအားပေးနိုင်လဲအာလွှမ်းမိုးနိုင်လဲအဲ့ဒါကပဲကြည့်ပြီးတော့ဘယ်သူမှတာဝန်ရှိဆုံးလဲဆိုတော့ကျွန်တော်တို့သတ်မှတ်ချင်တယ်ပေါ့နော်အဲ့လိုသတ်မှတ်မယ်ဆိုတော့တရုတ်နိုင်ငံကတာဝန်ရှိရဲအိန္ဒိယနိုင်ငံတာဝန်ရှိရဲဒီနိုင်ငံတစ်ခုဒီကျွန်တော်အာရှမှာအကြီးဆုံးနိုင်ငံတွေဖြစ်တယ် အိန္ဒိယဆိုရင်ဒီမိုကရေစီနိုင်ငံဖြစ်တယ်တရုတ်ဒီဒီမိုကရေစီမဟုတ်ဘူးသို့တော့စူပါပါဝါနိုင်ငံဖြစ်လာပြီးတော့တရုတ်ဒီသူ့ရဲ့သူ့လက်သူ့ခြေရကျွန်တော်တို့နိုင်ငံတွေအပါဝင်ဒီအာရှနိုင်ငံတော်တော်များများကိုသူတို့ခြေဆန့်ထားတယ်သူ့ကိုဆက်ဆက်နေရတယ်သူ့ကိုကျွန်တော်ကြိုးစို့ထားရတယ်သူ့ကိုနေရာပေးထားရတယ်ဆိုတဲ့အခါမှာသူ့ရဲ့ဒဏ္ဍကျွဲဝါမှုဒဏ္ဍအင်အားကျွဲဝါမှုအိန္ဒိယရဲ့ဒီမိုကရေစီနိုင်ငံဖြစ်မှုဒါတွေကကျွန်တော်မြင်တာ တာဝန်အရှိဆုံးနိုင်ငံတွေဖြစ်လာတယ်လို့မြင်တယ်။မတာဝန်အရှိဆုံးနိုင်ငံတွေကိုယ်တိုင်ကသူတို့ရဲ့အာဏာပါဝါကိုသူတို့အထီးထရရောက်ကောင်းမွန်တဲ့အပြောင်းလဲဖြစ်အောင်အသုံးချတာထက်ပေါ့။ကိုယ့်အတွက်ကိုပဲကိုကြည့်တယ်။ကိုကိုကိုပဲကာကွယ်ဖို့ဆိုတဲ့အခြေခံစဉ်းစားချက်ကနေပဲတပါးသူတို့ကမစဉ်းစားပြတာပေါ့မြန်။ Solidarity မရှိဘူး။နိုင်ငံချင်းချင်းတွဲစည်းညီမှုမရှိဘူး။ ဲ့ဒါတခုသွားနောက်တစ်ခုကအိန္ဒိယနဲ့တရုတ်ကလည်းပြန်ပြီးတော့ပြိုင်ဘက်ပြန်ဖြစ်တယ်ပြိုင်ဘက်ပြန်ဖြစ်တဲ့အခါမှာဒီလိုအာရှရင်းပြဿနာတွေကိုဘလို့ရင်ဆိုင်မလဲဆိုတော့ကျွန်မအမြင်နဲ့အာရှကောင်းဆောင်နေမှာလဲတိကျရှင်းလင်းတဲ့ပြဿနာဖြေရှင်းနေမရှိနေဘူးပေါ့နော်သူတို့ကိုယ်တိုင်ကပြဿနာအစိတ်ပိုင်းမဖြစ်ရင်ဝဲကျွန်တော်တို့ဂျေဆုတင်ရမယ်အနေထားဖြစ်နေဆိုတော့ထိုင်းနိုင်ငံရဲ့စဉ်းစားချက်ကိုကြည့်မယ်ဆိုရင်ထိုင်းနိုင်ငံကဒီသူက bamboo policy လို့ရကျွန်တော်ပြောရမှာပေါ့နော်အဲဒီဘက်ကလေးရင်းလာရင်ဟိုဒီဘက်ကိုတိုးလိုက်တယ်ပေါ့နော်ဒါသူကအရင်ကတည်းကဒီပုံစံနဲ့ပဲသူမျက်နှာအများကြီးနဲ့အလုပ်လုပ်တာပေါ့နော်ဆိုတော့ဘန်ကောက်ကဟိုဒီပလိုမတ်တွေကစဉ်းစားချက်တွေတွေးခေါ်ချက်တွေတမျိုးဖြစ်နေတော့မှနေဆက်မှာတကယ်လုံနေရတဲ့သူတွေအာစစ်တပ်ရဲကသူတို့ရဲ့စဉ်းစားချက်နောက်တမျိုးဖြစ်နေဖြစ်တယ်ပေါ့နော်ဆိုတော့ ထိုင်းနိုင်ငံကတော့ flexible အရန်ဖြစ်ပြီးတော့သူကအာနာသိမ့်နဲ့စစ်တဲ့နယ်လဲထိတွေ့ဆက်ဆံတယ်လို့ NUG တို့ NUCC တို့လို့အဲအစုအဖွဲ့တွေလည်းလက်ခံထားပြီးပြန်နေပေါ့နော်သို့တော်တရားဝင်မှုပေးတဲ့အနေအထားမျိုးတော့မဟုတ်ဘူးတပင်းကြီးလည်းတပင်းကြီးပဲဒီအိန္ဒိယဆိုရင်လည်းပေါ့နော်ဒါမီဇိုရန်လိုနေရာမျိုးကပို့ပြီးတော့ဒီတက်ကြွလှရှားသူတွေနောက်ဒီ resistor မှာပါနေတဲ့သူတွေကိုအာ ပါဝင်ထိမ့်သိမ်းပေးထားနိုင်တယ်ဆိုတော့ညာအခြား state တွေမှာကျတော့မတူညီတဲ့ပုံစံမျိုးဖြစ်နေပြန်တယ်ဒါပေမဲ့အားလုံးခြုံပြောမယ်ဆိုတော့မြန်မာပြည်အရေးကိုတုံ့ပြန်တဲ့အခါမှာအားရကျေနပ်မှုကတော့တနိုင်ငံကမှကျွန်တော်တော့အမှတ်မပေးချင်ဘူးပေါ့နော်။ဘယ်နိုင်ငံမှတော့တိတိကျကျနဲ့လုတ်တင်လုတ်ထိုက်တာကိုလုပ်နေရတော့ကျွန်တော်မမြင်ဘူး။ဒါကြောင့်လည်း၄နှစ်တာအထိမြန်မာနိုင်ငံကယနေ့အချိန်အထိကိုပြည်သူတွေကယနေ့အချိန်ထိတက်ဖြတ်ခံနေရဆဲစစ်တပ်ကြီးကြီးထွားပြီးတော့မိုင်းရိုင်းနေဆဲဖြစ်နေပေါ့နော်။ဒါကဒီအရင်ကာလမှာကလေးကအာလုတ်တင်လုတ်ထိုက်တာမလုပ် ုတ်ခဲ့တဲ့ပြက်ကွက်မှုတွေကြောင့်ယနေ့အချိန်အထိဒီပြဿနာကြီးကိုအဲသူတို့ရင်ဆိုင်ရမှာမြန်မာစစ်တပ်ကိုကောင်းကောင်းသူတို့မထိန်းနိုင်ဘူးဆိုရင်ဒီထက်ပိုပြီးကြီးကြီးထွားလာမယ်အဲကြီးထွားလာမှုကအဲ့နိုင်ငံတွေအတွက်ဘာအနေရဖြစ်လာတဲ့အနေအထားအထိဖြစ်လာနိုင်တယ်ပေါ့နော်ဒါကိုသူတို့ထည့်သွင်းစဉ်းစားရလာတော့ကျွန်တော်မသိဘူးသို့တော့ပြောရမယ်ဆိုတော့တနိုင်ငံနဲ့တနိုင်ငံမတူဘူးတာဝန်ရတော့နိုင်ငံတစ်ခုမှအဓိကရှိတယ်ကြီးဆုံးနိုင်ငံတစ်ခုဖြစ်တယ်ဒီနိုင်ငံတစ်ခုကတော့ပြက်ကွက်လို့ဒါပြောချင်တယ်ပေါ့နော်